ော်ဆက်လက်ပြီးတော့ကြာသာပရိသတ်သမီးတွေတပတ်တာကန်ဂျမာကိုလမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်တဲ့အတွက်16ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့25ရက်အောက်တိုဘာလ2025စနေနေ့ထိတပတ်တာကာလအတွင်းကြာသာပရိသတ်သမီးမိတ်ဆွေများရဲ့ကန်ဂျမာကိုကြည့်လိုက်ကြရအောင်ကြာသာပရိသတ်သမီးမိတ်ဆွေများအနေနဲ့အဲလက်မဲ့အခြေအနေတွေ ပိုင်ဆိုင်မဲ့အခြေအနေကနေပိုင်ဆိုင်မှုရှိတဲ့လက်ရှိအခြေအနေကိုပြန်ရောက်လာမှာဖြစ်ပါတယ်။အဲ့တော့ကိုစူးစမ်းခဲ့တာတွေကိုပြုတ်ခဲ့တဲ့ကုသကောင်းမှုတွေကအခုချိန်မှာပြန်ပြီးတော့အကျိုးခံစားရပြီးဆိုတဲ့တပတ်တာလို့ပြောလို့ရသလိုဒီတပတ်မှာပြီးခဲ့တဲ့ကာလတပတ်နှစ်ပတ်တစ်လနှစ်လမှာကိုလှုပ်ခဲ့တဲ့ကိုကြံစီခဲ့တဲ့အရာတွေကမအောင်မြင်အစမပြေဘူးဆိုရင်တော့ဒီတပတ်မှာပြန်လည်ပြီးတော့အောင်မြင်လာမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်မှာအလောက်ကန်စီဝိုင်းရောင်းဝယ်တဲ့ပတ်သက်တိတိတသာ တိုးတက်မှုတွေအလားလာကောင်းနေရမယ်စူးစမ်းတာတွေကအရာထင်လာမဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့ကိုမျော်လင့်နေတဲ့ကိစ္စတွေအောင်မြင်မယ်အဒီတပတ်မှာငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်ရင်တော့ရလိုက်ကုန်လိုက်ငွေမမြဲတာမျိုးတွေဖြစ်တတ်တယ်လက်တိတ်တာမျိုးတော့မဟုတ်ဘူးရကုန်ဖြစ်နေတတ်တယ်ဟာလားအိတ်ဆိုင်ဖြစ်နေရတတ်တယ်ဆိုတာမျိုးတွေဖြစ်တတ်တယ်နော်အဲ့တော့သူများကိုပေးရကန်းကကုညီရဟာလားငွေက အဲရှေ့ရဝင်နောက်ကထွက်ဒီလိုဟာမျိုးလေးတွေဖြစ်တတ်တယ်အဲတော့ဝင်ငွေထွက်ငွေနဲ့ပတ်သက်ရင်တော့ချိန်ဆပါသတိထားပါအခြေအိမ်တော်ရင်မြစ်တာကြီးမှာတော့အတိုက်ခိုက်သဘောအလားရန်သဘောလေးတွေအနှဲငယ်ရှိတယ်အနှဲငယ်စိတ်ညစ်ရတယ်ဆိုရင်လောက်တဲ့အခြေအနေအသေးတန်ကြီးတော့မဟုတ်ဘူးပညာဆိုင်ရာအင်တာဗျူးကိစ္စတွေဒီတစ်ပတ်မှာလုပ်မယ်ဆိုရင်လုပ်ပါအောင်မြင်မှာဖြစ်ပါတယ် ဟာလာအရေးကြီးတဲ့ဇကားတွေပြောဖို့ဆိုဖို့ရှိတယ်ဆိုရင်ပြောလို့ရပါတယ်ကိုဘက်ကအတာရမယ်အနိုင်ရမယ်ကိုပြောရင်ပြောသလိုကိုဘက်ကပါမယ်တပတ်တာဖြစ်တယ်ကောင်းသောခီးတွေကြုံမယ်ခီးနီးခီးဝဲသွားမယ်အရေးကြီးတဲ့ခီးကိစ္စတွေလှုပ်ချင်းပြအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျမကြီးပေါ့ကျမကြီးနဲ့ပတ်သက်ရင်လည်းပူစရာမလိုဘူးပုံမှန်ထက်ပူအားကောင်းတဲ့အခြေအနေမှာရှိတယ်ကျမကြီးခြူကြတဲ့ကျမကြီးမကောင်းလို့စိတ်ညစ်နေရတဲ့မိတ်ဆွေတွေကျမကြီးနဲ့ပတ်သက်အထောက်ပံ့ရတာကျမကြီးနဲ့ပတ်သက်တတ်တာပြီးတော့ပြန်လဲကောင်းမွန်တာဖြစ်ပါတယ် ဒီတစ်ပတ်ဒီကံကောင်းနေတဲ့တစ်ပတ်တာလို့ပြောလို့ရပါတယ်အဲ့တော့ဒီတစ်ပတ်မှာကိုလှုပ်ချင်တာဖြစ်ချင်တာကိုမိမိရဲ့ဇွဲဝရိယထည့်ပြီးတော့ကြိုးစားမယ်လုပ်မယ်ဆိုရင်တော့ကိုယ့်ရဲ့လောက်ကန်ကြံစီသမ ्या စီမံဆောင်ရွက်သမ ्या တွေကအောင်မြင်နိုင်မှာဖြစ်တယ်။ဒီတစ်ပတ်ရဲ့ကျွန်တော်တို့ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍဒီနှစ်ကဏ္ဍ၄ကဏ္ဍဖြစ်ပါတယ်။အကျိုးပေးတဲ့အကြောင်းကအညူအကြောင်းဖြစ်ပါတယ်။ဒါကတော့ကြာတာပရိသတ်သမီးတွေအတွက်ပါ။